ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအတွက်စိတ်ဝင်စားဖို့ရာဘောဓုတဖြစ်ပေါ်ရာပွဲခန္ဓာမြင်ကွင်းများကိုရိုက်ကူးတင်ဆက်ပေးရရှိတဲ့ရန်ကုန်မြင်ကွင်းရဲ့စီစဉ်ကနေဒီနေ့မှာတော့စိတ်တက္ကသိုလ်တရန်ကုန်မှာကျင်းပပြုလုပ်မဲ့18ချိန်မြောက်မြန်မာနိုင်ငံဆရာဝန်အသင်းစီးပညာအထူးပြုပါတာရည်များနှီးနှောဖလှယ်ပွဲဖွင့်ပွဲခန္ဓာကိုတင်ဆက်ပေးကြပါတယ်ပရိသတ်များကဒီနေ့ပွဲခန်းနာကနေပြီးတော့စီးပညာနဲ့ပတ်သက်တဲ့ဘူသူတာများများစွာရရှိနိုင်မှာဖြစ်တဲ့အတွက်ပရိသတ်များအားလုံးပဲဆက်လက်ရှုစားပေးပါအောင်ခင်ဗျာ ပြည်ထောင်ချမ်းများဆုတ်ခွင့်တဲ့ချိန်မြောက်မြန်မာနိုင်ငံဆရာဝန်အသင်းစီးပညာထူပြဘာသာရပ်များနှီးနှောဖလှယ်ပွဲကိုတော့မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌနဲ့တကွကျမ်းမာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များစေတက္ကသိုလ်သတိမှပါမောက္ခချုပ်များပါမောက္ခများအထူးကုဆရာဝန်ကြီးများပြည်တွင်းပြည်ပမှစီးပညာရှင်များစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့စကနေချင်းမြောင်စိပပညာဆရာဆရာနီနော့ဖလေပွဲမှာပေါ့ကျွန်တော်အနေနဲ့ကတော့ဒီ publicity ပေါ့သတင်းထုတ်ပြန်ရေးဘက်ကနေကျွန်တော်ကတွင်းမှုနှစ်အနေနဲ့တာဝန်ယူရတာပါဟုတ်ကဲ့ပါဆရာဒါဆိုရင်အခုလိုမျိုး conference ကိုအောင်မြင်စွာနဲ့ကျင်းပနိုင်မှုအတွက်ပေါ့နော်ဆရာအောင်ရှင်လည်းဘယ်လိုမျိုးအစီအစဉ်ဆောင်ရွက်ကြလဲသိပြရစေခင်ဗျဟုတ်ကဲ့ဒီ specialty conference ကကျွန်တော်တို့ကဒီ medical specialty 19ခုကနေပြီးတော့มาပေါ့လीအာ adult medical specialty 19ခုကနေပြီးတော့มาဝိုင်းပြီးတော့มาအစီအစဉ်နဲ့ပွဲဖြစ်ပါတယ် ဒီပွဲအတွက်ကိုကျွန်တော်တို့ကပြည်ရင်းပြည်ပဒီပညာရှင်တွေပေါ့အော်ဒီ speaker စီနဲ့နောက်ဒီ people စီတင်တဲ့ဆရာတွေအားလုံးပေါင်း60လောက်တက်ရောက်ပြီးတော့မှစာတမ်းဖတ်တယ်နောက်ကျွန်တော်ဒီစီးပညာရဆိုင်ရာ Nino Play ပွဲအကြောင်းရက်တွေပြည့်စုံစွာဆွေးနွေးတာရှိပါတယ်နောက်ဒီပါတော့ကျွန်တော်တို့ကအဲ့ဒါတပြိုင်တည်းပေါ့အော် scientific paper ပေါ့ကျွန်တော် scientific paper 20နဲ့နောက်တော့ poster 7ခုကျွန်တော်တို့ဒီပြထားပါတယ် အဲတယောက်တဲ့ audience နေနဲ့ကတော့ကျွန်တော်တို့ဒီမြန်မာတနိုင်ငံလုံးမှာရှိတဲ့ဒီအထုကုဆရာဝန်တွေရောနောက်ဒီမိသားစုဆရာဝန်တွေပေါ့ family doctor ဆီရောနောက် GP ပေါ့ general practitioner ဆီအားအရာအလုံးပေါင်း500လောက်ကိုတက်ရောက်ပါတယ်အဲတယောက်တဲ့ဆရာတွေအတွက်လည်းကျွန်တော်တို့ကဒီ discussion နဲ့ပြင်ပေါ့လေကျွန်တော်တို့ကစေပြညာပြကန်းနေပေါ့ပြကန်းဆိုတဲ့ခါမှာစီနီဝါနဲ့ပတ်သက်တဲ့ပြကန်းနေ secret ပစ္စည်းနဲ့ပတ်သက်ပြကန်းနေ64ခုကျွန်တော်တို့တစ်ခါတည်းပါဝင်ပြတ်တာထားဖြစ်ပါတယ် ဟုတ်ကဲ့ပါဇာဒါဆိုရင်ခုလိုမျိုး conference ကနေပြီးတော့ဇာရုံတွေနဲ့ရရှိမဲ့အကျိုးကျေးဇူးတွေဒီစေပညာရှင်တွေအတွက်ရရှိမဲ့အကျိုးကျေးဇူးတွေလည်းရှိရင်ပြပြရစေခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကဒီတနေ့ကအရင်နှစ်တွေထူးခြားတာပေါ့အရင်ကျွန်တော်နှစ်နှစ်တစ်ကြိမ်တာကိုကျင်းပပြီးလေးရှိပါတယ်ဒီတနေ့မှာတော့ကျွန်တော်တို့ကဒီ advanced technology ဖြစ်တဲ့ robotic ပေါ့ robotic စက်ပစ္စည်းတွေနဲ့စက်ရုပ်နဲ့ပတ်သက်ပြီးတော့မှဒီ ဟိုဘောခန္ဓာကိုယ်ရဲ့ပြန်ပြီးတော့ပြန်လည်တန်ဆွမ်းရေးမှာ robotic တွေနဲ့ဘယ်လိုလုပ်တယ်ဆိုတာလေးဒါလေး advance ဖြစ်လာတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီအထူးထူးဆေးပညာရမများဆိုင်ရာအတွက်ဟိုဘာသာရအားလုံးကိုပေါင်းချုပ်နိုင်ဖို့အတွက်ပေါ့ပေါင်းချုပ်နိုင်ဖို့လို့ဆိုတော့ဘက်ပေါင်းစုံကနေပေါ့ cancer ဘက်ကရှိမယ်နောက်ဒီဘက်ကုသရောဂါဘက်ကရှိမယ်အဲကုဆက်တော်မှာကျွန်တော်တို့ကပါဆို virus တွေပြန်ပွားလာတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာရှိတယ်။နောက်တစ်ခုကတော့အရေးကြီးဆုံးကဒီတစ်ခေါက်ရဲ့အဲဒီ theme ဆိုကျွန်တော်တို့ရဲ့ theme ဆက်ပါဆို changing lifestyle achieving better health ဆိုပြီးတော့မှဒီ lifestyle ကဘယ်လောက်ထိအရေးကြီးတယ်ပေါ့အဲ့တော့ဒီ lifestyle ကိုကျွန်တော်တို့ change လုပ်လိုက်ရုံနဲ့ပဲကျွန်တော်တို့ရဲ့ဒီပေါ့ဟောဒီကျန်းမာရေးအတွက်အထောက်အကူတွေဘယ်လောက်ရနိုင်လဲဆိုတဲ့ဥစ္စာလေးကိုအဲ့ဒါကို emphasize လုပ်တဲ့အတွက်ကြောင့်ဘာလို့ဆိုတော့ green environment နေ့တွေကိုကျွန်တော်တို့က view site တာမျိုးတွေနောက်တော့ daily lifestyle ပေါ့ကိုယ်လေးလှူရှားမှုတွေစားတောက်တွေဒါလေးတွေနဲ့ကိုပဲကျွန်တော်တို့ကဒီကျန်းမာရေးအတွက်ကိုဘယ်လောက်ထောက်အကူပြုနိုင်လဲဆိုတော့အဲ့ဒါနဲ့ပတ်သက်တဲ့နီးနွယ်နေတဲ့ ကျွန်တော်တို့စေပညာပိုင်းဆိုင်ရာဆွေးနွေးဖလှယ်ပွဲကိုအဓိကထားပြီးတော့မှ team စနစ်နဲ့ကျွန်တော်တို့လုပ်သွားတာဖြစ်ပါတယ်။ဒါကြောင့်ဟိုတနေ့နဲ့တနေ့ပေါ့လေကျွန်တော်တို့စေပညာရှင်တွေရောနောက်ကျွန်တော်တို့စေပညာဆွေးနွေးဖလှယ်ကြတဲ့ဆရာဝန်တွေအားလုံးဟာပါတော့ဘာတွေချိုးချိုးကြဆိုတော့ advance technology ပေါ့စေပညာရဲ့နောက်ဆုံးခေတ်ပေါ့ဟို advance ဖြစ်တာလေးတွေဒါလေးလည်းအကုန်လုံးဟိုခင်းတဲ့အညီရနိုင်တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့တကူးနဲ့တို့နိုင်ငံတကာရဲ့အတွေ့အကြုံနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့အတွေ့အကြုံနဲ့ဖလှယ်တာတွေလည်းအကုန်လုံး ဒါစိပညာရှင်နဲ့အကုန်လုံးဝင်ပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်အများကြီးကျေးဇူးစုရရှိပါတယ်။ခန်းနာကိုဆက်လက်ကျင်းပရမှာတော့မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌဒေါက်တာဦးရီမရမှာအဖွင့်မှားစကားပြောကြားပေးခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့ဆေးဘက်ဆိုင်ရာပညာနှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဆေးပညာထုတ်ပြပါသားရဲ့ဥက္ကဋ္ဌပမောက္ခဒေါက်တာဦးဇော်လင်းအောင်မှကြိုးစိုးနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်။ဒီနေ့ကျင်းပပြုလုပ်တဲ့၁၆နှစ်ကြိမ်မြောက်မြန်မာနိုင်ငံဆရာဝန်အသင်းဆေးပညာထုတ်ပြပါသားရဲ့များနှီးနှောဖလှယ်ပွဲဖွင့်ပွဲခန်းနဲ့ပတ်သက်ပြီးပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌပမောက္ခဒေါက်တာဦးစော်လင်းအောင်မှအခုလိုပဲပြောကြားပေးခဲ့ပါရခင်ဗျာ ုတ်ကဲ့ပါဆရာဆရာအနေနဲ့ပေါ့နော်ဒီနေ့ရဲ့ဒီဆေးဘက်ပညာဆိုင်ရာဒီပညာရှင်များပညာဆိုင်ရာအထူးပြုပါတာရဲ့များရဲ့နေ့တော်ဖလှယ်ပွဲမှာဘယ်လိုမျိုးတာဝန်ကိုယူထားလဲသိပါစေခင်ဗျာဆရာတို့ဒီနေ့ကျင်းပပြုလုပ်တဲ့ဒီ Sampi Medical Specialties Conference ပေါ့ဒီ conference မှာဆရာကဖြစ်မြောက်ရေး committee ပေါ့ organizing committee ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်အဲ့ဒါ ဟုတ်ကဲ့ပါဆရာဆရာတို့ဒီပေါ့နော်ဒီနေ့မှာဆိုရင်ဒီ conference မှာဆိုရင်ဘယ်လိုမျိုးပညာရေးဆိုင်ရာဒီဘာသာရက်တွေနောက်ပြီးတော့ဘယ်လိုမျိုးခေါင်းစဉ်တွေနဲ့ဆွေးနွေးပြီးတော့ဖလှယ်သွားမလဲပြပြစီခင်ဗျာဆရာတို့ဒီလို conference မျိုးကနှစ်နှစ်ကိုတစ်ချိန်ကျင်းပတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်နှစ်က16ပေါ့အဲ့ဒါ University of Medicine 1ရဲ့ပြည်လန်း campus မှာကျင်းပပါတယ်ဒီနှစ်တော့ဆရာတို့ဒီ Lambda campus မှာကျင်းပတာဖြစ်ပါတယ်အဲ့တော့ဒီအစည်းအဝေးအဓိကရည်ရွယ်ချက်ကတော့ကျွန်တော် ဈေးပညာအထူးပြုဘာသာရပ်တွေအားလုံးရဲ့အရေးပါသော ကောင်းစဉ်များကိုဒီ local မှာရှိတဲ့ speakers တွေ international မှာရှိတဲ့ speakers တွေဖိတ်ကြားထားပြီးတဲ့ခါကျတော့ဈေးပညာတွေကိုနီနောဖလဲကြတာဖြစ်ပါတယ် lecture တွေပေးတယ်အဲ့ထက်မှာပါဝင်ပြီးတော့ဝင်ရောက်ဆွေးနွေးကြတယ်ကျို့ဆိုလို့ရှိရင်ဒီမှာ case တွေကို present လုပ်ပါတယ်ကျို့ဆိုလို့ရှိရင်ဒီ poster တွေကိုပြသပါတယ်ကျတော့ဒီမှာအဲ့လိုမျိုးဆွေးနွေးမှုတွေကိုဒီ၃ရက်တာကာလအတွင်းမှာပြုလုပ်မှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုရင်ခုလိုမျိုး conference ကနေပြီးတော့ဆရာတို့မျိုးစိတ်ပညာရှင်တွေနောက်တခြားစိတ်ပညာရှင်တွေအတွက်ဘယ်လိုမျိုးကြိုးကြိုးစီရရှိမယ်လို့ညွှန်မဲမိပါလဲခင်ဗျာဆရာတို့ကဒီစိတ်ပညာဆိုတာစဉ်ဆက်မပြတ်လေ့လာစီးပွားနေရတဲ့ပညာတစ်ခုဖြစ်ပါတယ်အဲ့တော့နေ့စဉ်နဲ့အမြအသက်ဆန်းနေဆိုတာပေါ်ပေါက်လာတယ်ဒီလို conference ကြီးပြုလုပ်ခြင်းအပြင်နေ့စဉ်နဲ့အမြပေါ်ပေါက်လာတဲ့အသက်ဆန်းနေရဒီ conference ကြီးမှာတင်ပြဆွေးနွေးဖလှယ်ကြခြင်းအပြင်အမြဲတမ်းကင့်မိတဲ့ up to date knowledge တွေကိုဆရာဝန်တွေအများမှာပြန်ပြပေးနိုင်ပြီးတော့အဲ့ဒါတွေကိုအကျိုးရှိစွာနဲ့လူနာတွေအတွက်သုံးချဖို့အတွက်ဆရာတို့ကရည်ရထားပါတယ် ဟုတ်ကဲ့ပါခင်ဗျာဒါဆိုဆရာတို့ရဲ့အပွဲစီကနေပြီးတော့ရှေ့ဆက်ပြုလုပ်သွားမယ့်ဒီလုပ်ငန်းဆောင်တာတွေလှုပ်ရှားမှုရှင်လည်းသိပြချင်ခင်ဗျာဆရာတို့ဒီ conference ကြီးကတော့အများအားနှစ်နှစ်တစ်ချိန်ဆက်လက်ပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ်ကျင်းပတဲ့အခါမှာလည်းစစောကပြောသလိုပဲဒီ local မှာရှိနေတဲ့ဗမာပြည်အတွင်းမှာရှိတဲ့အထင်ကြီးရစိတ်ပညာရှင်ကြီးများနိုင်ငံခြားကနေပြီးတော့ဖိတ်ကြားထားတဲ့ယူဆိုင်ရပေါ့အဲစိတ်ပညာရှင်ကြီးများကိုဖိတ်ခေါ်ပြီးတော့ပိုရိပ်ပိုရိပ်ကောင်းမွန်တဲ့ conference ဖြစ်အောင်အတွက်အဲကျွန်တော်ကျင်းပသွားဖို့အတွက်ရည်ရထားပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုဒီနေ့ပွဲခဏနေပြီးတော့ဒီဥဆောင်သူတယောက်ရဲ့ဒီအမှတ်တရစကားတန်လို့ကြားပြပါစီခင်ဗျအဲ့တော့ဆရာတို့ဒီစောစောပြောသလိုပဲစေပညာလေးဆန်းဆန်းမပြလေးလာစီဖို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်မိများအားလုံးအတွက်ပေါ့လေဒါအကျိုးရှိတဲ့ conference တစ်ခုလို့ဆရာခံယူထားပါတယ်အဲ့လိုခံယူတာနဲ့အညီပါဝင်ပြီးတော့တက်ရောက်တဲ့ဆရာဝန်များအနေနဲ့လည်းဟိုဒီဟာကိုပါဝင်ပြီးတော့ဆွေးနွေးဖို့အတွက်ပေါ့လေဟိုစိတ်ထဲမှာလွတ်လွတ်လပ်လပ်နဲ့ပဲ ါဝင်ဆွေးနွေးမယ်ပြီးလို့ရှင်ရရှိတဲ့ knowledge တွေကိုကျိုးရှိရှိနဲ့အသုံးချပြီးတော့ကျွန်တော်ပညာရက်တွေတိုးပွားဖို့အတွက်ဆရာအနေနဲ့ဆုမပေါင်းလေးတောင်းပေးပါတယ်အဲဒီနောက်မှာတော့ပြသထားတဲ့စေးနဲ့စေးပစ္စည်းဆိုင်ရာပြကမ်းများကိုပါလှည့်လည်ကြည့်ယူခဲ့ပြီးဖွေမွေးခန်းနာကိုအောင်မြင်စွာပြမြောက်စေခဲ့ပါတယ်။ ပရိသတ်များခင်ဗျာဒီနေ့ကျင်းပပြုလုပ်တဲ့စခွင့်နဲ့ချိန်မြောက်စေးပညာဆိုင်ရာအထူးပြုဘာသာရပ်များနှီးနှောဖလှယ်ပွဲမှာဆိုရင်တော့စေးလက်တွေ့ဘာသာရပ်များအပြင်အခြေခံစေးသိပ္ပံပညာရပ်များနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာစာတမ်းနဲ့ပိုစတာများတင်ပြခြင်းနောက်ဆုံးပေါ်နှီးပညာအယူဆများကိုပြည်တွင်းပြည်ပစေးပညာရှင်များမှဆွေးနွေးခြင်းများကို changing lifestyle achieving better health ခေါင်းစဉ်နဲ့အဓိကထားနှီးနှောဖလှယ်သွားတာဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်ကနေနှုတ်ဆက်ပါရစေခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ